ယထုအခုမိုးကအင်းရှိမှရောက်နေဘလို့ယထုကိုယ့်အရှိရောက်နေရဲ့မိုးကြီးဒီလောက်အင်းနေတာယထုရဲ့ဖျားတော့မှာပေါ့အခုအင်ပြန်လိုက်တော့နော်ယထုနော် အမလေး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 ထူးဆန်းဆန်းတွေပါလားယဒုမီယာအိမ်လုံးတွေလုံနေတာတဲ့နောက်ရက်ကတော့နေထွက်လာတော့မင်းဩအနီချိုးကလေအင်းကအမြဲတမ်းရှုပ်ပွနေလို့ရှင်ဘယ်ကောင်းမလဲပြီးတော့ယဒုမီယာခုချင်းဆက်ပြီးတော့ကိုကူကိုပြောင်းလဲဖို့အတွက်ကြိုးစားနေတာစက်သိန်းလောက်ထားတယ်ယဒုမီယေ ထူးထူးဆန်းဆန်းလေးလုံနေစမ်းပါနဲ့ 你这只啥时噶，一零八 ဟောကငါဖုန်းလေးကိုဘာဖြစ်လို့မကင်တာလဲသူအလုံးမြန်မအားလို့လားငါမဆက်တယ်လို့ तू မဖတ်ဘူးလားဘာလဲညီကိုဟိုတယောက်ကဖြတ်သွားပြန်ပြီလားဒီတယောက်ကပို့ပြီးတိတ်ခံမယ်ထင်တာအေးလေညီတို့မင်းကလေးမျိုးကိုလေဘယ်လိုယောက်ျားမျိုးကကြာကြာတိတ်ခံနိုင်မှာလဲသူတို့အပြစ်လည်းမဟုတ်ပါဘူး န်တီချူဘာလဲလာရွေးအာယုံနောက်နေရလဲလုတ်ဆက်ရှိရသွားလုတ်လေအေးပါအေးပါမပြောနဲ့ဆိုရင်ပြောတော့ပါဘူးဒါပေမဲ့ကြော်ပြီးရင်တော့အဲ့အမှိုက်တော့တခါရှင်းသွားတော့ကြုတ်လည်းမအားဘူးရုပ်ရှင်သွားကြည့်လို့ရှိတယ်

တို့ဘိုးကကိုစောင့်နေမယ်ဆိုတော့ဘိုးကသိရဲ့သားနဲ့ဘိုးကအားကတင်တာပေါ့မဟုတ်ဘူးရတူကိုစိတ်ရောလို့တကယ်မအားလို့ပါအခုမိုးလေးအရင်ရွာနေလေအခန်းထဲမှာနေရတယောက်တည်းဆင်ပြေးလာအနီချိုအနားမှာခေါ်လာလေနော်ရတူရတူအခုမိုးကအင်းရှိမှရောက်နေဘလို့ရတူကိုအင်းရှိရောက်နေရမိုးကြီးဒီလောက်အင်းနေတာရတူရဖျားတော့မှာဗော အခုအိမ်ပြန်လိုက်တော့နော်ယူတူနော်မိုးခယူတူစီဖုန်းလည်းမဆက်ဘူးပြီးတော့ရောက်လေရောက်မလာဘူးယူတူကမိုးခကိုစိတ်ပူတာပေါ့အဲကြောင့်မလို့မိုးခအိမ်မှာလာကြည့်တာအခုမိုးခကာကိုတွေ့ရပြီဆိုတော့နည်းနည်းတော့စိတ်ဖြေသွားပါတယ်အဲ့ဒါလည်းပြန်လိုက်တော့လေယူတူရယ်နော်ကိုးနိုင်တော်ထိုးနေပြီ အိမ်ပြန်ပြီးနိုးရွှေရွှေနေလိုက်တော့နော်ယေတုနော်ယေတုမပြောင်းဘူးကယေတုမိုးကနဲ့တွေ့ကျင်တယ်ယေတုအဲ့လိုမစိုးနဲ့လေကွာမနက်ပိုင်းကျလို့ရှိရင်ကိုတကယ်လာခဲ့ပါမယ်ဂတိပေးရင်နော်ယေတုနော်ယေတုမိုးကနဲ့မတွေ့ရဘူးဆိုလို့ရှိရင်ယေတုဒီရှိမှာပဲစောင့်နေမှာနော်ယေတုမပြောင်းယေတုယေတု ကုန်လုံးနဲ့ရွှဲနေပြီအိမ်ထဲဝင်ရအောင်နော်မောကခလေးလည်းမို့မစိုးနဲ့လीကွာအိမ်ထဲဝင်ရအောင်လीနော်ရှင်တို့နော်မောကမောကယူစီကိုမလာနိုင်ဘူးဆိုရင်တော့မယူတို့ဖုန်းဆက်ကြိုက်မေးပါနော်ရတို့ခုလို့ဆက်သွက်ဖြတ်ထားလေရတို့အရင်နေရခတ်တယ်ရတို့ရေကိုတကယ်လုံးမအားလို့ပါကွာနော် မနေ့ပံကြောင်လို့ရှိရင်ကိုအလုတ်ပြရတဲ့ရတုစီကိုတကယ်လိုက်လာခဲ့ပါမယ်နော်အခုမိုးတွေလည်းတဲနေပြီအရင်နောက်ကြနေပြီပြန်လိုက်တော့နော်ကျွတ်နော် မောင်နေပြီမောင်နေပါဒါချောင်းတော်မှဟိုတယ်ဆောက်ဖို့ကိစ္စဥက္ကမင်းနဲ့တွားဆွေးနွေးရမှာစို့အဲ့ဆိုရင်ဒါချောင်းတော်သွားမှာပေါ့အဲ့ဒါအဖေပြောမလို့ဥအောင်ကသူရန်ကုန်လာစရာရှိတယ်တဲ့အသားမလိုက်လာနေတော့ရန်ကုန်ရောက်တော့မှသားနဲ့တွေ့လိုက်ကြတယ်ပြောပြီဩေးအဲ့ဆိုပိုအဆင်ပြေသွားတာပေါ့နောက်သားသွားမှာပဲအဖေနဲ့တူတူသွားပြီးနေရာတိချောင်းထပ်သွားကြည့်ကြတာပေါ့ဒါရဲ့